တော့မန္တလေးကြီးအစိုးရဘက်တော့ကျွန်တော်တို့မြင်းချံတောင်သားမလိုင်းနထိုးကြီးလုံးဝမထိနိုင်သေးဘူးကျွန်တော်ဒီလိုပဲပြောပါမယ်ကျွန်တော်အော်ရကြားလာနေဘာမှလည်းမထူးဘူးကျွန်တော်ကအော်ရင်းနဲ့ကမြလိမ့်ထွက်သွားလိမ့်မယ်ကျွန်တော်လည်းမအော်ပါပဲကျွန်တော်အော်နေပြောနေဦးပါပဲကျွန်တော်စိတ်ထဲမှာကြောက်ပြောနေပါပဲကျွန်တော်ဒီကျွန်တော်တို့စိတ်သက်ကြပြီးတော့ကျွန်တော်မပြောပဲမနေဘူးပြောပါပဲမြင်းချံတောင်သားနထိုးကြီးမလိုင်းမန္တလေးကြီးဆိုအစိုးရဘက်မရှင်းနိုင်သေးဘူးလုံးဝမရှင်းနိုင်သေးတာနော် မကြခဏပဲခင်ဗျာလူတွေအပုံလိုက်ပုံလိုက်သေးတယ်ခွနှစ်ယောက်တကန်နဲ့ငါးယောက်တကန်သုံးယောက်တကန်လုံးဝမပြေဘူးလုံးဝမပြေအဲ့တော့ကြောင်တဲ့ချက်ကားလို့ပဲကျွန်တော်အများတန်းပြောပါတယ်ကလေးတွေလက်ရှိကျင်ကလေးတွေကြောင်တဲ့ချက်လေအာခင်ဗျာကြောင်အောင်ကြောင်ချွက်ကလိုက်တာကြောင်အောင်ပဲပတ်ပြေးနေရတယ်အခုလက်ခင်ဗျာအဲ့လိုပဲကြောင်တဲ့ချက်ကားသလိုပဲကားလို့ပဲအော်မြန်မာရုပ်ရှင်ဗီဒီယိုကားမှာခင်ဗျားတို့ကြည့်တယ်မလားရဲများညွန့်အဖွဲဆိုတာလေကျွန်တော်ဒီနေရာမှာရဲများညွန့်ဘွဲရုပ်ရှင်နဲ့အဟောက်ပြောတာနော်ရုပ်ရှင်နဲ့အဟောက်ပြောတာလူတွေတည်သွားပြီးတော့ရောက်ချလာပြီ ပြီးသွားပြီအမှားပဲဇလန်းပြီးသွားပြီအခုအဲ့လိုဖြစ်နေတယ်ဒီနေ့ငါလောက်မလိုက်မြို့နဲ့ကျင်းအတရကတောင်ကြီးရောမှာငါလောက်ကျောင်းနေဘုန်းကြီးတပါကပိယတပါကပိယတယောက်နှစ်ယောက်ပြီးရင်ကျွန်တော်တို့နောက်တဲ့အဲ့ကြီးရောမှာနေတိုင်းနဲ့အမျိုးသား၃ယောက်ဒီမြင်းမြင်းဦးလက်ရောမှာ၃ယောက်အမျိုးသမီး၂ယောက်နဲ့အမျိုးအမျိုးသား၂ယောက်နဲ့အမျိုးသမီး၁ယောက်၅ယောက်၃ရက်နေ့ကဖေဖော်ဝါရီလ၃ရက်နေ့ကကျောင်းဆရာမတယောက်နဲ့ပရန်တယောက် အဲ့မှာပဲခင်ဗျရက်လေးကိုကပ်ပြီးခင်ဗျခုနှစ်လောင်းတော့နဲတော့မဟုတ်နဲတော့မဟုတ်ဟုတ်ဒါတော့မန်လေးတိုင်းပြည်ကြီးဆိုအပ်ဝဲဆွမ်းဆောင်ရေပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်တို့ကဒီမန်လေးတိုင်းပြည်ကြီးဆိုအပ်ဝဲလက်ရုံးရင်နှလုံးရင်ကျွန်တော်မေးရတော့မှာဖြစ်ပြီးပါအင်းသူတက်ပြက်ကနာမနေတော့အဲ့ဒီကြောမှာအော်မန်လေးတိုင်းပြည်ကြီးဆိုအပ်ဝဲလက်ရုံးရင်နှလုံးရင်ကျွန်တော်နှလုံးရင်ကျွန်တော်မေးခွန်းထုတ်ပြီဗျာမေးခွန်းထုတ်ပြီမန်လေးတိုင်းပြည်ကြီးဆိုအပ်ဝဲကမြင်းကြံတောင်းသားနှထိုးကြီးမလိုက်မှာဒါကိုယ့်ရဲ့ဒီလက်ရုံးရင်နှလုံးရင်ရ ဒီစစ်သွေးကြွတွေကိုမရှင်းနိုင်တော့ဘူးလားဒီ PDF တွေကိုမရှင်းနိုင်တော့ဘူးလားဒီအယုဒ္ဓမာကောင်တွေကိုမရှင်းနိုင်တော့ဘူးလားကျွန်တော်ဒီလိုမေးရတော့မှဖြစ်တယ်အဲ့တော့မန်လေးကစီကအစိုးရအဖွဲ့ဝန်ကြီးချုပ်အမှကြီးလုံညိုတက်ဖို့ဝင်နေအနေနဲ့ကိုယ့်ရဲ့လက်ဝဲနှလုံးပြဖို့လိုပြီးပြဖို့လိုပြီးပြည်သူရဲ့အသက်ပြတ်ခံရမနေတော့ဘူးခင်ဗျာအမှလိုက်ပေါင်ကြည့်ခင်ဗျာပြီးခဲ့တဲ့ဒီဇန်နဝါရီလနေပြီးဒီဖေဖော်ဝါရီလလက်ရှိပထမပတ်မှာလူပေါင်းကြည့်ခင်ဗျာလူတွေမနေဘူးသေးရမယ်ခင်ဗျာမနေဘူးပဲမနေဘူးပဲအဲ့ဒီဒေသမှာအပုံလိုက်ပုံလိုက်ကိုသေးတာ နောက်တဲ့သတင်းပေါ်ကတော့မြန်မာဘင်လားဒေ့နယ်စပ်တိုက်ပွဲတွေမှာတိုက်ပွဲတွေကြောင့်ဒီမြန်မာနယ်ခြားအဆောင်တပ်ဖွဲ့ဝင်68ပေါ့ဗျာ68ကဘင်လားဒေ့နိုင်ငံဘက်ကိုဝင်ရောက်တိုက်ဆောင်တဲ့အခြေအနေပါအဲ့တော့ဘင်လားဒေ့နိုင်ငံမှာရှိတဲ့မီဒီယာတွေဖော်ပြချက်ကိုတပြပေးချင်ပါတယ်အဲ့တော့မနေ့ကပေါ့ဗျာမနေ့ကအဲမနေ့ကမြန်မာမြန်မာနဲ့ဒီမြန်မာနဲ့ဘင်္ဂလားဒေ့နိုင်ငံဘော်ဒါလိုင်းမှာရှိတဲ့မြန်မာပိုင်ထဲမှာရှိတဲ့ နေကြားဆောင်တပ်ဖွဲ့ဝင်အားလုံး68ယောက်က68ယောက်ကဘင်္ဂလားဒေ့နိုင်ငံပတ်ချံကိုလက်လက်တည်နဲ့အတူလာရောက်ခေါ်လွန်ရတယ်လို့ဘင်္ဂလားဒေ့မီဒီယာတွေကဖော်ပြထားပါတယ်။အဲ့ဒီတည်းမှာဆိုရင်ကျွန်တော်အားလုံး68ယောက်ပါ။အဲ့ဒီတည်းမှာဆိုရင်ကျွန်တော်ထွက်ပြေးလာတဲ့သူတွေတည်းမှာ15ဦး15ယောက်ကိုဘင်္ဂလားဒေ့အစိုးရကကျွန်တော်စေကူတောင်းမှုပေးနေပါတယ်။ပြီးရင်ကျွန်တော်အဲ့ဒီတည်းမှာဒီနှစ်ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ဒီဘင်္ဂလားဒေ့နေကြားဆောင်တပ်ဖွဲ့ရဲ့ပြောဆိုချက်ကိုအဲ့ဒီမှာရှိတဲ့ဘင်္ဂလားဒေ့မီဒီယာတွေကဖော်ပြထားပါတယ်။သူတို့ဘယ်ကနေပြောင်းရွှေ့လာလဲဆိုရင် ဒီရခိုင်ပြည်နယ်မြောက်ပိုင်းတောင်ပြိုလက်ဝဲစကန်တွေကိုတောင်ပြိုလက်ဝဲစကန်တွေကိုတောင်ပြိုပြလက်ရလက်ဝဲစကန်တွေကိုအေဖွဲ့တဲ့ပူပေါင်းတိုက်တယ်တိုက်တဲ့ခါမှာသူတို့နောက်ဆုံးဘင်လားဒီနိုင်နိုင်ငံဘက်ခြောက်လက်နက်တွေနဲ့အတူလက်နက်တွေနဲ့အတူသူတို့လာရောက်ခုတ်လုံရတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ဒါတော့ကျွန်တော်ဘင်လားဒေ့နိုင်ငံမီဒီယာတွေရဲ့ဖော်ပြချက်ပါပြီးခဲ့တဲ့ကာလတွေကလည်းကျွန်တော်တို့ဒီ အိန္ဒိယမြန်မာနယ်စပ်အိန္ဒိယမြန်မာနယ်စပ်တိုက်ပွဲတွေမှာဆိုရင်မြန်မာမြန်မာရဲ့ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအိန္ဒိယနိုင်ငံပဲချက်ကိုတွားရောက်ခိုးလုံရတဲ့အနေအထားတွေရှိခဲ့ပါတယ်။ထို့တူပါပဲကျွန်တော်တရုတ်မြန်မာနယ်စပ်မန်စီမန်စီမြို့နယ်တိုက်ပွဲမှာဆိုရင်မြန်မာမြန်မာနိုင်ငံမြန်မာမြန်မာနိုင်ငံရဲ့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေကဒီတရုတ်နိုင်ငံပဲချက်ဝင်ရောက်ပြီးတော့ယာယီခိုးလုံရတဲ့အနေအထားတင်းရှောင်းရတဲ့အနေအထားဖြစ်တာပေါ့ဗျာ။ယာယီတင်းရှောင်းရတယ်ကူတုံးညီမာလေ။ယာယီတင်းရှောင်းရတဲ့အနေအထားဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့နယ်စပ်တစ်ချက်ဖြစ်နေတဲ့အခြေအနေပါ။လက်ရှိလက်ရှိရခိုင်လက်နက်ကိုက်ဖွဲ့ A က သူပလောက်ဝါကိုသူတို့ထိန်းချုပ်ထားတဲ့အနေအထားရှိတယ်ပြီးရင်ကျတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြို့နယ်ချို့ကိုသူတို့ထိန်းချုပ်ထားတဲ့အနေအထားတွေရှိပါတယ်အဲ့တော့ထွန်းမြင့်နိုင်ပေါ့အေကောင်းဆောင်ထွန်းမြင့်နိုင်ကဒီရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီးသူတို့ရခိုင်ပြည်နယ်လွတ်မြောက်ရေးသူတို့တိုက်မလို့သူတို့ပြောရပြန်အဲ့တော့ဘလူးဝိုင်းဖြစ်ကျွန်တော်ရခိုင်ပြည်နယ်မကတကယ်ဆေးတွေကပြင်းထန်တဲ့အနေအထားဖြစ်ပါတယ်အဲ့တော့တမရွားလေးသူလုံးစရာကြီးအောင်ပါပဲခြားစရာကြီးအောင်ခြားပါပဲကျွန်တော်တို့ဒီစစ်ကိုစစ်နဲ့တူအောင်တိုက်ရှင်တယ်အဲ့တော့ကျွန်တော်တို့တိုက်ရှင်နေတာပေါ့ဗျကျွန်တော်တို့ကတော့ဒီလိုပဲသုံးနေပါလေစစ်ကိုစစ်နဲ့တူအောင်တိုက်ပြပါလို့ပဲကျွန်တော်ပြောချင်ပါတယ် တော့အေးရလဲသူတို့ပြောစရာရှိတာပြောပြပါဦးကျွန်တော်တို့ရခိုင်မီနဲ့လွတ်မြောက်ရေးအတွက်တတိယပြင်ဗျာဒီရခိုင်မီနဲ့အချုပ်ချအာဏာသူတို့ရောက်အောင်မျိုးဆိုတော့သဘောဗျာဒါနဲ့ဒါပုံဝင်လင်းလဲပါပဲဒါသူတို့ပြောလိုက်တာရခိုင်မီနဲ့အချုပ်ချအာဏာသူတို့လက်အထက်ကိုရောက်အောင်ယူမယ်လို့သူကပြောတာရောက်တဲ့ကမှသူတို့နိုင်ငံရေးကယူမှာမဟုတ်ငါတို့တိုက်ယူမယ်လို့ပြောတာတိုက်ယူမယ်လို့ပြောအဲ့တော့ကျွန်တော်တို့ပြောချင်တာကစစ်ကိုစစ်နဲ့တူအောင်တိုက်ပြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဘာတွေဆက်ဖြစ်လာနိုင်လဲအချုပ်ဆက်ကလက်ရှိကကျွန်တော်တို့ကဇန်နဝါရီဖေဖော်ဝါရီနှစ်လပိုင်းเนาะဖေဖော်ဝါရီမတ်ဧပြီမေအဲ့တော့မေလဆိုရင်တော့ကျွန်တော်တို့ကမိုးတွေကြပြီ မိုးရွာပြီမိုးရွာပြီဆိုရင်ရခိုင်ပြည်နယ်ရဲ့အခြေအနေကကျွန်တော်တို့ကမိုးဥကြမိုးဥအကြိုကာလပေါ့ဗျာမိုးဥကြိုကာလနဲ့မိုးရင်းကာလကတော်တော်လေးကိုကျွန်တော်တို့ရာသီဥတော်တော်ပြင်းထန်တယ်။ဘာကြောင့်လဲဆိုတော့ဒီပင်လယ်ပြင်တွေရှိတာ哦။ပင်လယ်ပြင်တွေရှိတဲ့ရာသီဥတော်အလူလွတ်ခံနေရတာ။အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီတိုက်ပွဲတွေကြောင့်တိုက်ပွဲတွေကြောင့်မျိုးမျိုးရွာတွေပေါ်မှာကျွန်တော်လက်နဲ့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပြီးတော့အိမ်တွေပျက်စီးရတယ်။ဒေသခံပြည်သူတွေလုံတဲ့အခြားသောနေရာတွေမှာစစ်ဘေးရှောင်ရတယ်။ဒါဆိုရင် ဲ့တော့အေယုံမေးချင်တာကမိုးဦးကျော်ကာလအတွက်ရခိုင်ပြည်နယ်ပြည်နယ်သားတွေအတွက်မိုးဦးကျော်ကာလအတွက်ခင်ဗျားတို့ဘာလို့ပြင်ဆင်ပြောရလဲသူတို့ကိုခင်ဗျားတို့ဘလို့မျိုးထမင်းကျွေးမလဲသူတို့ကိုအဲ့ဒါဒီဘေးကင်းလုံခြုံတဲ့အနေအထားပြောင်းခင်ဗျားတို့ဘလို့မျိုးပန်နေကြလဲစစ်တိုက်ကြတာလွယ်တယ်ဗျပြန်လဲသူတော်ရဲ့ခါတာစစ်တိုက်တာခင်ဗျားလွယ်တယ်စစ်တိုက်တာခင်ဗျားခင်ဗျားမှရှိလမ်းနဲ့တကွပြစ်တာထုတ်ပလိုက်ရတယ်ဒါပေမဲ့ပြန်လဲသူတော်ရဲ့ခတ်တယ်ဗျပြန်လဲသူတော်ရဲ့ခတ်တယ်စစ်ရဲ့သဘောကတိဆောက်ရတာခတ်တယ်ဖြက်စီးရလွယ်တယ်ဗျ တော့တိုက်ဝဲတော့ဗျာခင်ဗျားလည်းနှစ်ဖက်တိုက်ကြတော့တိုက်ကြတော့ပျက်စီးသွားတာဒေသခံပြည်သူတွေအိုးအိမ်နေပဲအဲ့တော့ရခိုင်လက်နက်ကိုင်ဘွဲအေးအေးနေနဲ့ဒီကျွန်တော်မိုးကြိုကာလနဲ့မိုးရင်းကာလမှာဒေသခံပြည်သူတွေအတွက်ဘာလို့ပြင်ဆင်ထားယူပါပြီလဲလက်ရှိကျွန်တော်တို့နိုင်ငံလက်ရှိဒီပြည်နယ်အစိုးရဖွဲ့ရလဲပဲဒီစစ်သွေးကြွတွေအသုံးပြုလာနိုင်တဲ့အခြေအနေကိုတို့လက်ရှိကာစီးထားတာတွေ့ရတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့ဒီဘင်္ဂလားပေ့ချိတ်ထားတဲ့ကုန်သုံးမှုလမ်းကြောင်းတွေပြတ်တော်တာရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ ရခိုင်မြည်နယ်နဲ့ဒီကုံတော်မှုပြုတဲ့လမ်းကြောင်းတွေရေလမ်းကြောင်းရှိတယ်ကုံလမ်းကြောင်းရှိတယ်အဲ့ဒီဟာတွေအားလုံးအကုန်လုံးဖြတ်တောက်ထားတယ်ရခိုင်မြည်နယ်အစိုးရကဒီလိုလုပ်ထားတယ်အဲ့တော့ရခိုင်မြည်နယ်အခြေအနေကခံစားရမှာကကျွန်တော်တို့ရခိုင်ပြည်နယ်သူပြည်နယ်သားတွေပဲခံရမှာအခုအချိန်ကကျွန်တော်တို့နှွေနှွေဘက်ဆိုတော့အသိမသိရအောင်နှွေဘက်ကတော့ဗျာခင်ဗျာဘယ်နေရာမှာတဲထိုးထိုးပြီးနေနေလို့ရတယ်ဒါခင်ဗျာအဲ့မှာရှိတဲ့ချောင်းတွေမှာကုံတစ်ခုရှိရင်ခင်ဗျာပိတ်စားလိုက်ငါးငါးတော့ကအဆင်ပြေတယ်ဆန်တော့ကအသိပူစားမလို့ဒါပေမဲ့ကျွန်တော်တို့က မိုးဥကျကာလာနဲ့မိုးရင်ကာလာတို့ဘာဒီပြင်စတိုင်းဝဲလေအေအင်းနဲ့အေအင်းနဲ့လက်ရှိကျွန်တော်တို့ရခိုင်လက်နက်ကိုင်ဘွဲအေအားကောင်းတာကရခိုင်မြင်းရဲ့မြောက်ပိုင်းမှာအားကောင်းတယ်ရခိုင်မြင်းရဲ့တောင်ပိုင်းမှာတော့တော့အားကောင်းခြင်းမရှိဘူးဒါတော့ဒီရခိုင်မြင်းရဲ့အခြေအနေပေါ့အဲ့တော့အေဘွဲရဲ့ဒီစေးကြီးမှန်းချက်ပေါ့သူတို့ဟလာလွတ်မြောက်ရေးပေါ့ရခိုင်မြင်းရဲ့လွတ်မြောက်ရေးတို့ကသူတို့ဘလောက်ထိဘာတွေဆက်လုပ်မလဲကျွန်တော်ဆက်ပြီးစောင့်ကြည့်ပါမယ်ပေါ့တကယ်ကလွတ်မြောက်ပါလားတကယ်ပဲဒီပြည်သူတွေခံရတော့ခင်ဗျာဘာမှလွတ်မြောက်သွားခြင်းမရှိပြည်သူတွေကတော့ခင်ဗျာဒုက္ခတွေပဲရမှာပြည်သူတွေရလာမှာဒုက္ခပဲ ဒုက္ခပဲအဲ့တော့ဇကိုင်းလက်နက်ကိုင်ပွဲအေလုံနေတာကလည်းသူ့ရဲ့ဒီအခြားသောအခြားသောဒီအဲ့အင်းအေဒီဇကိုင်းမီးရဲ့မြောက်ဝိုင်းမှာကအိန္ဒိယရဲ့ဒီစီမံကိန်းတွေရှိတယ်အိန္ဒိယရဲ့စီမံကိန်းတွေကိုနှောက်ယှက်မှုတွေတရုတ်ကအေကိုအငားနဲ့ဓာတ်ထုတ်ခိုင်းနေတာအဲ့တော့အဲ့လိုအခြေအနေပဲအဲ့တော့ဘာဒီဆက်ပြင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်သူကသူဇကိုင်းလက်နက်ကိုင်ပွဲခေါင်းဆောင်ထွန်းမြင့်နိုင်ကဘလောက်ပဲအော်ဇကိုင်းမီးရဲ့လွတ်မြောက်ရေးပဲအော်ခင်ဗျားတို့အနေနဲ့လာမဲ့မိုးရင်းအချို့ မိုးဦးအကျိုးကလာနဲ့မိုးရင်းကတော့ဗားလေးပြင်ဆင်ထားပြီးတော့ကျွန်တော်မေးချင်ပါတယ်အဲ့တော့ရခိုင်ပြည်နယ်သူပြည်နယ်သားတွေဒုက္ခကတော့ထပ်ပြီးတော့ကျွန်တော်တို့ဝေစရာရှိပါတယ်